ဒီနေ့အိတ်ဆဲထဲမှာစာသားလေးညှိရလေးပြောပြမယ်။အဲ့တော့မနေ့ကဖွင့်လက်စာဖိုင်လေးကိုဆက်သွားလိုက်မယ်နော်။အဲ့တော့မနေ့ကဖွင့်လက်စာဖိုင်ထဲမှာက Judy Lakes နဲ့စာရိုက်ထားလေးပြောခဲ့တယ်။ဒါကဘယ်မှာရက်ခဲ့လဲဆိုဒီအောက်ခြေက sheet 1မှာရက်ခဲ့တာ။အခု sheet 2နော်အဲ့တော့ sheet 2မှာစာရိုက်ထားမရှိသေးဘူးဒီမှာ sheet 1မှာမနေ့ကဘလိုလေးရိုက်ခဲ့လဲဆိုတော့ number တို့ name ကိုရိုက်လိုက်တယ်အဲ့လိုမျိုးဆဲခွက်တစ်ခွက်ချင်းစီရဲ့အလဲကိုပို့တာနော်အ ဲကွက်တစ်ကွက်ချင်းစီရဲ့အလဲကိုပို့မယ်ဆိုဆက်လက်မှတ်ပြီးတော့ alignment group ထဲမှာရှိရဲ့ဒီမှာ align center လေးကိုပြောခဲ့တယ်။ဒါ UU ဆဲကွက်တစ်ကွက်ချင်းစီရဲ့ center ဒါပေမဲ့ကိုရိုက်ထားတဲ့စာက Microsoft မှာလို့စာအရှိရဖြစ်နေတယ်။ဒါဆိုအဲ့စာကို justify လုပ်ချင်တယ်။ Excel ထဲမှာ justify မပါဘူးเนาะ။ alignment နဲ့က left ရဲ့ center ရဲ့ right ရဲ့ဒါ UU ဆဲကွက်တစ်ကွက်ချင်းစီရဲ့ center ။ ီအပေါ်မှာရှိတဲ့အကွက်၃ခုကကြာတော့သူကအမြင့်ရဲ့စင်တာဒါဆိုရင်အခုဒီဆဲကွက်ထဲမှာဆဲကွက်ကိုဆက်လက်မှတ်ထားမယ်ပြီးရင်ဒါလေးကိုနည်းလေးအမြင့်လေးပြင်လိုက်မယ်เนาะ tracking ဆွဲလိုက်မယ်ဒါဆိုရင်ဒီအမြင့်ရဲ့အလဲကိုရောက်ချင်တာဖြစ်တဲ့အတွက်သူဒီအပေါ်ဘက်က middle center ကိုတုံးတယ်အဲ့တော့ရိုးရိုးဆဲကွက်ရဲ့တစ်ခုချင်းစီရဲ့ center နောက်ကအမြင့်ရဲ့ center သွားတယ်ဒီအကွက်ဆိုရင်ဒီ number 1နံပါတ်1ကိုဆွဲချလိုက်မယ်ဒါဆိုရင်နံပါတ်1ဒီအောက်ကနေ အဲ့ဒီအမြင့်ရဲ့စင်တာကိုသွားကျင်တယ်ဆိုရင်တော့အောက်ကစင်တာနဲ့တုံးလို့မရဘူးဒီအပေါ်ဘက်ကစင်တာနဲ့တုံးပြရမယ်။နောက်ဇရာကွက်တွေဖြစ်တဲ့အတွက်သူကစာလေးတွေကနည်းနည်းလေးဖြစ်နေတာစာများတာမျိုးကြရင်ကွာစာညှိကျင်တယ်ဘယ်လိုညှိရမလဲ။သူ့မှာလည်း alignment က၃မျိုးပဲပါနေတယ်။အဲ့တော့စာများတာမျိုး alignment ညှိကျင်ရင်ညှိတဲ့နေရာလေးကိုပြောသွားပြီးမယ်။တတော်စေတော့ Microsoft Word ထဲမှာစာလေးအင်ရိုက်လိုက်မယ်နော်။အဲ့တော့ Microsoft Word ထဲမှာ ထုံးစံအတိုင်းနဲ့ equal random နဲ့ ူကစာပိုက်၃ပိုက်ခေါ်ချမယ်3 green bay enter အဲဆိုစာပိုက်၃ပိုက်ရလာတယ် Microsoft Word ထဲမှာရိုက်ထားတဲ့စာ Microsoft Word ဆိုရင်ဒါရှင်းပြီးသားညာဘက်မှာ alignment လေးတွေမညီဘူးသူ့ကို justify လုပ်ခြင်းနဲ့စာကိုဆက်လက်မှတ်ထားတဲ့အချိန်မှာ paragraph ထဲမှာ justify button ပါတယ်ပုံမှန်ဆိုရင်တော့ဒီလိုဖြစ်နေတာဒါ Microsoft မှာတုံးတာအခုဒီ Microsoft Word ထဲမှာရိုက်ထားတဲ့စာကို Excel ထဲမှာ copy paste လုပ်မယ် တော့ဒီစာပိုက်လေးတွေကိုဆက်လက်မှတ်မယ်ဒီလို dragging ဆွဲမှတ်လေးရတယ်ဒီရှိမှာညအဖြူတစောင်းလေးပြောင်းထားမှတ်လေးရတယ်ဒါမှမဟုတ်ရင် control a နဲ့မှတ်လေးရတယ်နော်ပွားမယ် copy copy ပွားပြင်ဒါ microsoft word ဖြစ်တဲ့အတွက်သူ့ခဏလေးခြုံထားလိုက်ဒီအောက်မှာ excel ရှိရဲဒါ excel ကပထမနေ့ရတင်ထားတဲ့ဟာနော်ဒါ sheet 2သွားမယ် sheet 2ထဲမှာ excel မှာခေါင်းစဉ်တွေကိုကရိုက်ဖို့အတွက်ဆိုရင်ဒီမှာနေရာလေးခြံထားခဲ့ရူနံပါတ်2ခုလောက်ခြံထားခဲ့ပေါ့နော် ပြီးတော့ရင်ဒီ A3 လောက်မှာရိုက်ထည့်မယ်။ခေါင်းစဉ်အကြီးရိုက်ထည့်အောင်မယ်။ introduction enter enter ဒါဆိုနေရာချလိုက်တာနော်။အဲ့တော့အခုဆိုရင် column B row number 5စုံတဲ့အကွက်မှာရောက်နေတယ်။အဲ့တော့အဲ့ဈေးမှာကဒီဆဲကွက်ထဲမှာ data စာသားရအများကြီးထည့်လို့ရတယ်။ဒီစာသားထဲမှာလိုချင်တာဖြစ်တဲ့အတွက်ဒီဆဲကွက်မှာ click နှိပ်ပြီးသွားရင်ဟိုဘက်မှာ Microsoft Word မှာဒီမှာ copy ကူးလာခဲ့တာလေးရှိတယ်။ copy နှိပ်တယ်။ minus ပါခနေ့နော်ဒီအကွက်ထဲမှာလူကျင်တာအဲ့တော့အကွက်ထဲမှာအခု active ဆက်က b5 ရောက်နေပြီနောက်ဆက် b3 ကိုနှိပ်ကြည့်လိုက် b3 မှာရိုက်ထားတဲ့စာဒီဘေးမှာမြင်ရမယ်ကိုက b5 မှာချခြင်းလို့ b5 ကိုနှိပ်လိုက်တယ်ပြီးရင်အပေါ်က pace လေးကိုနှိပ်လိုက်ဒါဆိုရင်ဒီ pace အကွက်ကိုနှိပ်လိုက်တာ ਨੇ နေရာက microsoft မှာရိုက်ထားတဲ့စာအရှင်းဖြစ်နေဆက်လက်ဖြုတ်မယ်ဘယ်အကွက်တွေမှာဝင်သွားလဲကြည့်မယ်နော် ဲ့တော့ပထမအကွက်မှာနှိမ့်လိုက်ဒီမှာ B6 ဒါ B6 မှာရိုက်ထားရဲစာနောက်တစ်ကွက်မှာနှိမ့်ကြည့်ဒါဆိုရင် B7 မှာဝင်သွားတယ်နောက်တစ်ကွက်မှာနှိမ့် B8 ဆိုကြင်တာက Microsoft Word ထဲမှာစာ3ဘိုက်ရှိရင်ဒီပထမတစ်ဘိုက်ဒီအပေါ်တစ်ကွက်ထဲမှာဝင်သွားတယ်ဒါပထမတစ်ဘိုက်ဒါဒုတိယတစ်ဘိုက်ဒါတတိယတစ်ဘိုက်เนาะစာဘိုက်လိုက်ဝင်သွားတယ်အဲ့တော့ဒီထဲမှာစာကတဲ့ကွက်တကွက်မှာ exam မှာ255လုံးထိစာဆက်နေအတွက်သူရိုက်ထားတဲ့စာရည်ဒီမှာအရှိကြီးမြင်ရတာ ဒီဘေးနားလေးမှာဒီလိုနှိပ်ချလိုက်ရင်လည်းသူရိုက်ထားရစာအကုန်မြင်ရမယ်။အဲ့တော့အိတ်ဆေးထဲမှာဒီဆဲခွက်တစ်ခွက်ထဲမှာအခုလိုမျိုးဘေးကိုပြင်လိုက်ကြီးမသွားပဲနဲ့ကိုကအောက်ကိုနည်းနည်းလေးဆဲခွက်တစ်ခွက်ထဲမှာပဲစာနှစ်လိုင်းသုံးလိုင်းအောက်ကိုခောက်ဆင်းကျင်တယ်ဆိုရင်ဒီဆဲခွက်ထဲမှာရှိရဲဒါဆိုရင် select ဖြုတ်လိုက်ပြီနော်ပြန်ကြည့်မယ် B6 ကိုနှိပ် B6 ကိုနှိပ်ပြီးသွားရင်ဒီထဲမှာရိုက်ထားရစာတခါလေကြာရင်ဒါမမြင်ရရင်ဒီလိုလေးခြုံလိုက်ဒီလိုလေးချဲ့လို့ရတယ် အဲ့ဒီဘေးမှာရှိတဲ့စာ food stop ဆုံးတယ်ဒီနေရာမှာဆုံးတယ်ဒါ food stop ဆုံးတဲ့တကြားဒီမှာ food stop ဆုံးတယ်ဒီနေရာလေးမှာ insertion point ထားပြီးတော့သူကစာကိုပြင်လိုက်ကြီးမလို့ခြင်းနဲ့အတွက် outline ဆင်းခြင်းတာ keyboard က order ကိုဖိပြီးတော့ enter ခောက်လိုက်လို့ရတယ်ဒါဆိုရင် order enter ခောက်ပြီးသွားရင်နောက်ထပ် enter ခောက်ကြည့်တယ်အဲ့တော့ဆဲခွက် number အခု B6 မှာရိုက်ထားတဲ့စာလေးမြင်ရမယ်နော်အဲ့တော့ B6 မှာစာလေးသူကသူခောက်ဆင်းသွားပြီအဲ့ဒီတိုင်းပဲ B7 B7 အကွက်မှာလည်း သူ့အသေးသေးစာကိုပြင်ကျင်တာဖြစ်တဲ့အတွက်သူ့သေးသေးစာကိုဒီလိုနှစ်ချက်နှိပ်လိုက်လို့ရတယ်။နှစ်ချက်နှိပ်လိုက်သူ့သေးသေးစာမြင်ရတယ်။နောက်တနည်းပြောမယ်။ B7 မှာနှိပ်ပြီးသွားရင်ဒီအပေါ်မှာမမြင်ရရင်ဒါလေးကို B7 နှိပ်ထားတယ်။အကုန်မမြင်ရဘူး။ဒါဆိုရင်ဒီဘက်ကမြားလေးကိုနှိပ်လိုက်။ပြီးရင် full stop ရှိတာကဘယ်နေရာထိရှိလဲ။ဒီနားလေးထိလိုချင်တယ်။ဒါဆိုရင် insertion point ထားပြီးရင် keyboard က order enter order enter ဒီ ီဆဲခွက်ထဲမှာပဲနောက်တစ်လိုင်းစင်းတာကိုသုံးတယ်နောက်ထပ် enter ခောက်လိုက်အဲ့တော့ a5 မှာ server device ရှိမယ်နောက်တစ်ခါ b5 က b6 မှာ server device ရှိမယ် b7 မှာနောက်ထပ် server device ရှိမယ်ဒီ microsoft word ထဲကခေါ်ထည့်ထားတဲ့စာတွေနော်နောက်တစ်ခါ b8 b8 မှာလည်းအလိုပဲ b8 မှာနေလိုက်ရင်သူ့မှာရေးထားတဲ့စာတွေကဒီဘက်အကွက်တင်မှာမရှိဘူးဒီဘက်အကွက်မှာနေလိုက်ရင် c8 ရောက်သွားရင်စိတ်မှာဘာသာမှမရှိဘူး ီအိတ်မှာဘာစားမှမရှိဘူးဒီအကွက်ထဲမှာရိုက်ထားတာဘီအိတ်ထဲမှာရိုက်ထားတာနော်အဲ့တော့သူ့ကိုပြန်ခြုံလိုက်လို့ရတယ်အဲ့တော့အိတ်ထဲမှာအနီးကပ်မြင့်ခြင်းနဲ့ဒါဆိုရင်နှစ်ချက်နှိပ်လိုက် insertion point ကိုနေသွားပြီအဲ့တော့ဒီစာထဲမှာကြည့်မယ်ဒီမှာ food stroke ကဒီနားလေးမှာတစ်ချက်ဆုံးတယ်နောက်ထပ်ဒီဘက်မှာ food stroke ဆုံးတယ်အဲ့ food stroke ဆုံးတဲ့နေရာနေစပြီး outline ဆင်းခြင်းတယ် order ကိုဖိထားဘယ်ဘက်လက်ကညာဘက်လက်က enter ဒီနောက်ထပ်ရိုးရိုး order ပြစီရမလို့เนาะဒီဆဲခွက်ထဲမှာ ာ line ခွဲပြီးသွားပြီဖြစ်တဲ့အတွက်ရိုးရိုးအောက်တစ်ခွက်ကိုဆင်းတာဖြစ်တဲ့အတွက် enter ခောက်လိုက်။ဒါဆိုရင်တော့ဒီကောင်က sub byte လေး၃ခုမြင်ရမယ်။ဒါလေးကိုနည်းနည်းလေးခြုံလိုက်။အဲ့တော့ဒီမှာမြင်ရပြီ။အဲ့တော့ပထမ sub byte ဒုတိယ sub byte တတိယ sub byte အဲ့တော့အဲ့ဒီ sub byte တွေထဲမှာအဓိကသင်ကျင်တာညှိတာကိုသင်ကျင်တာเนาะ justify မှာပါတဲ့အတွက်အဲ့တော့ဒီလိုမျိုးစာအနေထားမှာဒီမှာ to ရော u ရော in ဒီနောက်ဆုံးစလုံးလေးကဒီမတိမ်မင်းဖြစ်နေရယ် Microsoft Word ဆိုရင်တော့ဒီလိုမျိုးကိုသူ justify လုပ်တယ်ဒီမှာ justify မပါဘူးမပါတဲ့အတွက်ဘယ်ရပြင်ရမလဲပြန်လေးချက်မယ်ပြင်တဲ့နေရာက alignment ရဲ့ဒီဘေးကမြားလေးရလေးပဲပြင်ပေးရမယ်ပြီးရင်ထိတ်ဆုံးမှာ number tab တို့ဝင်နေတယ်တခြားဒီလို tab တွေဝင်နေတယ်ဆိုရင်ရွေးရမယ့်တက်ကညှိရဲ့ကိစ္စဖြစ်တဲ့အတွက် alignment tab ဒီအောက်မှာ horizon နဲ့ horizon နဲ့မှာသူကညှိကျင်တာဖြစ်တဲ့အတွက် left indent ရဲ့ down arrow မှာနှိပ်ပြီးရင်သူကညှိတာ justify လေးကိုရွှေ့ပေးရမယ်။ဒါဆိုရင်တော့ဒီ base ဆာလေးတွေညှိမယ်ပေါ့။အဲ့ဒီတိုင်းပဲ vertical ဒီလို vertical အမြင့်ရဲ့စောင့်လေလောလောဆယ်ကသူက center ဖြစ်နေတယ်။ down arrow ထက်နေ justify လေးကိုရွှေ့ okay နဲ့ထွက်ကြည့်မယ်။ဒါဆိုဒီမှာဆာလေးကညှိသွားတယ်။အဲ့တော့ဒါညှိထားတဲ့အနေထားနဲ့မညှိထားတဲ့အနေထားရှင်းကြည့်မယ်နော်အဲ့တော့ final က print နဲ့သွားကြည့်ကြမယ် ဒီမှာစာလေးကိုနည်းနည်းလေးချဲ့ကြည့်မယ်ညာဘက်အောက်ဆုံးတောင်းကဇွန်းကိုနှိပ်ကြည့်လိုက်ဒါဆိုရင်ဒီစာလေးကညှိထားရဲစာဒီစာကမညှိထားရဲစာเนาะအဲ့တော့အိတ်ဆဲထဲမှာစာညှိကျင်နေဆိုဒီနည်းနဲ့ညှိပေးလို့ရတယ်နောက်ဒီအောက်မှာလည်းအလိုပဲအဲ့ဆိုရင်ဒီစာနှစ်ပိုက်ဒီမညှိထားတာဒီစာနှစ်ပိုက်မှာဒါလေးဆိုမတိမ်မင်းဖြစ်နေရဲဒါရင်မတိမ်မင်းဖြစ်နေရဲညှိမယ်เนาะအဲ့တော့ back နဲ့ပြန်သွားလိုက်ဘက်နဲ့ပြန်သွားပြီးရင်ကိုညှိကျင်တဲ့စာက B7 B7 ရဲ့ဒေါင်းအေရိုနှိပ်ကြည့်လိုက် B8 ရဲ့နှစ်ကွက်ကိုညှိကျင်တာဒီနှစ်ကွက်နော်အဲ့တော့ B column B row number 7 column B row number 8နှစ်ကွက်ညှိကျင်တာဖြစ်တဲ့အတွက်အဲ့နှစ်ကွက်ကိုဖိပြီးသူဆွဲချလိုက်ဆွဲချပြီးရင်စောစောကတုံးခဲ့တဲ့ home tab ထဲကပဲ alignment group ထဲက dialog box လေးကိုနှိပ်ပြီးရင်ဒီမှာဗာပြန်ရွေးရမလဲဆိုရင် horizon ထဲမှာ justify လေးကိုရွေးပေးရမယ်နောက်အောက်ဘက်က vertical မှာလည်း justify ကိုပဲရွေးပေးရမယ် ပြီးရင်တော့ okay နဲ့ထွက်လိုက်။အဲဆိုရင်စာလေးညီသွားပြီ။ print ပြန်ကြည့်ကြမယ်။ file ကပြအဲ့တော့အဲဒီထဲမှာဒီမှာစာလေးရိုက်ထားတဲ့ပုံစံလေးကိုမြင်ရမယ်။စာလေးကညှိတဲ့ပုံစံလေးရသွားမယ်။နော်။အဲ့တော့စာလေးပြန်ချုပ်လိုက်မယ်။ဒါဆိုရင်ခေါင်းစဉ်လေးရဲ့အောက်ကစာညှိရဲ့ဒီလိုဘေးနှစ်ဖက်ကိုညှိသွားတဲ့ပုံစံလေးရသွားတယ်ပေါ့နော်။အဲ့တော့စာလေးစမ်းကြည့်ပါဦး။အဆင်ပြေပါပါ။